ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုအချိန်မှစတင်ပြီးဒီကနေ့မေလ28ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ breaking news ထိုင်းမြန်မာနယ်စပ်ဒေဘောပုံစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မီစစ်သားအများအပြားတေဆုံးပြီးလက်နက်များရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တိဘောဘုစခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူးပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မိကအများအပြားတေဆုံးသွားကြောင်း KNL စီရေးတရင်အရင်မြစ်ကပြောဆိုပါတယ်။မေလ29ရက်နေ့မှစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တိဘောဘုစစ်တပ်စခန်းကိုစစ်ကူလာတဲ့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကို DGB ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်ရှိစဉ်မှာ KNL မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းယနေ့နက်နက်ပိုင်းမှာအဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိကြောင်းအများအပြားတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းကတေဘောပိုးကိုတွားဖို့လာတာ DGB ဌာနချုပ်နားမှာရောက်တော့တော်လိုင်းရေးတပ်တွေကပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီ။စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီးစစ်ကြောင်းမှာအင်အား82ဦးပါတယ်။ကြားပြတ်တိုက်တာမှာ30ကျော်လက်ရှိအရှင်ဖမ်းထားတယ်။ဂျန်နာရီကအကုန်လိုက်ရှင်းနေတယ်။ လက်နက်တွေလည်းရထားတယ်။လေရင်လာကျဲနိုင်လို့တတိထားနေရတယ်။မနေ့ကနေဒီမနက်ပိုင်းမှာအပြေးချဖြတ်တိုက်ခိုက်တာပါလို့စီရေးတရင်အရင်မြစ်ကရှင်းပြပါတယ်။ဒါအပြင်တေဘောဘူးရွာထိပ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီတေဘောဘူးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ထိုင်းမြန်မာနယ်စပ်ပေါ်လီမှာ KNL မဟာမိတ်တပ်များကအကျန်းဖတ်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာရန်စစ်စင်တိုက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များအနေနဲ့လဲကနေလီမော်ခီ ကြီးတဲ့ပလဲစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့မန္တလေးမြို့မှာရှိတဲ့ကောင်းပွိုင်ဘာမီးလောင်မှုမန်နေဂျာအပါအဝင်အမျိုးသမီး၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မန္တလေးမြို့ချမ်းအေးတာဆန်မြို့နယ်89လမ်း34လမ်းနဲ့35လမ်းကြားမှာရှိတဲ့ကောင်းပွိုင်ဘာမှာယနေ့နေ့ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရမှာမီးလောင်မှုကြောင့်အမျိုးသမီး၄ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါကောင်းပွိုင်ဘာမှာယနေ့မေလ28ရက် နနက်9:48မိနစ်ကမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး10:8မိနစ်မှာမီးငြိမ်းသွားကြောင်းမြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့ထံကနေသိရှိရပါတယ်။မီးလောင်ကျွမ်းမှုကြာချိန်မိနစ်20အတွင်းမန်နေဂျာနဲ့ဝန်ထမ်း3ဦးအပါအဝင်အမျိုးသမီး4ဦးတေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာလျှက်စစ်မီး352ကျင်းပေါ်စာမီး268ကျင်းမီးပုံမီး148ကျင်းအလိုအလျောက်မီး18ကျင်းအပါအဝင် မိလောင်မှုပေါင်း953ကျင်းဖြစ်ပွားကြောင်းမိသက်ဦးစီးဌာနထံကနေသိရှိရပါတယ်။မိလောင်မှုများမှာမိဖို့မိလျှက်စစ်မိပို့ဆမိကြောင့်လောင်ကျွမ်းမှုအများဆုံးဖြစ်ပြီးမိသုံးနေစဉ်လူရှိနေခြင်းလောင်စာစီမထားရန်အိုမင်းမစွမ်းသူများနဲ့ကလေးငယ်များကိုမိအသုံးမပြုစေရန်ရင်းထဏကတတိပေးကြေညာထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့လက်နက်ကင်တော်လိုင်းရင်အားစုများအပါအဝင်တော်လိုင်းရေးဆိုင်ရာကိစ္စရပ်များကို ABSDF ဗဟုစစ်ကော်မရှင်နဲ့ PRA မကွေးဗဟုကော်မတီတို့တွေ့ဆုံဆွေးနွေးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ဗဟုစစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ကေဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးဥက္ကဋ္ဌရဲဘော်နေမွန်ဦးဆောင်တဲ့ဗဟုကော်မတီအဖွဲ့ဝင်တို့အကြားပထမအကြိမ်တွေ့ဆုံမှုကိုအွန်လိုင်းကနေတစ်ဆက်မေလ25ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့အဖွဲ့အစည်းနှစ်ခုကပူးတွဲသတင်းထုတ်ပြန်ထားပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာတော့နှစ်ဖက်အဖွဲ့အစည်းဟာ2021ခုနှစ်ကနေ2025ခုနှစ်အထိຫນွေဦးတော်လှန်ရေးကာလအတွင်းနိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေတွေကိုသုံးသပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့နိုင်ငံရေးစီရေးဆိုင်ရာလုပ်ငန်းစဉ်တွေအကောင်းလာစေဖို့အတွက်လည်းလက်တလုံးလုပ်ငန်းစဉ်ရှေ့လုပ်ငန်းစဉ်တွေကိုနှစ်ဖက်အပြန်အလှန်ဆွေးနွေးပြီးအမြင်ဖလှယ်ခဲ့တယ်လို့သိရှိရပါတယ်။ ပြန်ကျဲနေတဲ့လက်နက်ကင်တော်လိုင်းရင်အားစုအဖွဲ့အစည်းအသီးသီးကိုစူးစီးရေးနဲ့မဟာမိတ်ဆိုင်ရာစုဖွဲ့တည်ဆောက်ရေးလုပ်ငန်းစဉ်တွေတက်ကလိုအပ်တဲ့အချက်ကိုအလေးထားပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ APSDF နဲ့ PRA မကွေးကပူးတွဲသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံရေးမလုပ်သင့်ဟုပြောခဲ့သူတဘာဝတရားရိပ်သာဆရာတော်ကချန့်ခံရေးပါတီဥက္ကဋ္ဌခင်ရီတန်းရိတ်ခါများလှူဒန်းနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးမလုံတင်ကြောင်းပြောဆိုခဲ့သူရန်ကုန်တိုင်းဒေသကြီးတန်လင်းတဘာဝတရားရိပ်သာဆရာတော်ဒေါက်တာဥတ္တမတာရဟာပြည်တော်စုကြံ့ခိုင်ရေးနဲ့ပွင့်ပြိုးရေးပါတီကိုရိတ်ခါများလှူဒန်းခဲ့ကြောင်းအဆိုပါပါတီကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးရဲ့ဘေးဒဏ်ကိုခံစားခဲ့ရသူများအတွက်ဟုဆိုကာအလူပစ္စည်းတန်ဖိုး340ကျပ်တန်ဖိုးရှိမိသားစုအိတ်ချင်းတောင်456ထဲခောက်ဆွဲချောက်32ဖာတို့အား ထောက်ပံ့လူဒန်းပွဲအခမ်းအနားကိုနေပြည်တော်ပြည်ထောင်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှရှိတဲ့အစည်းအဝေးခန်းမှတက်မှပြုလုပ်ခဲ့ကြောင်းဆိုပါတယ်အခမ်းအနားမှာတန်လင်းတဘာဝတရားရိပ်သာဆရာတော်ဒေါက်တာဥတ္တမတာရမအလူပစ္စည်းများအားပေးအပ်လူဒန်းရာမှာပါတီဥက္ကဋ္ဌဥခင်ကြီးမှလက်ခံယူခဲ့ကြောင်းသိရှိရပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လကတန်လင်းတဘာဝတရားရိပ်သာဆရာတော်ဒေါက်တာဥတ္တမတာရဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဟူတဲဦးအိမ်ကိုတွားရောက်ရမှာဒေါအောင်ဆန်းစုကြည်အနေနဲ့နိုင်ငံရေးမလုပ်ဘဲငင်းချမ်းရေးကိုသာလုတင်တယ်လို့ပြောဆိုခဲ့ပါတယ်။သူကနိုင်ငံရေးလုတာကိုမစွန့်တဲ့အခါကျတော့တဖက်မှာလည်းတက်မတော်ကနင်းနေတင်းမာနေတာပေါ့။တက်မတော်ကမလုစေချင်ဘူးပေါ့။သူကလုံမယ်ဆိုတဲ့သဘောမျိုးဖြစ်နေတာပေါ့။အဲဒါကြောင့်သူကသာပြည်သူရဲ့အကျိုးအတွက်မငင်းချမ်းတာတွေငင်းချမ်းသွားစေဖို့သူကသာဖြူမယ်ဆိုရင်ဖြူမဲ့သူတွေများတယ်လို့ဥတင်ဦးကိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့အင်အား600ခန့်နဲ့ဖားကန့်ကိုဥတီလာတဲ့စစ်ကြောင်းလုံကင်းကြီးရွာအနီးကိုအင်အား100ခန့်ဖြင့်ရောက်ရှိလာပြီးဒေသခံများစစ်ရှောင်ရန် KIA 3ပြီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဖားကန့်မြို့နယ်ကိုအင်အား600နီးပါးတုံးပြီးစစ်ကြောင်း3ယောက်ခွဲကတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းမှစစ်ကြောင်းတစ်ခုမှဖားကန့်မြို့အဝင်အထိကိုရောက်ရှိလာပြီးဖြစ်ကြောင်းသိရှိရပါတယ်စစ်ကောင်စီစစ်ကြောင်းတစ်ခုမှယမန်နေ့မေလ29ရက်နေ့နံနက်ပိုင်းမှာ လုံခင်ကြီးရွာအနီးကိုအင်အားတရာခန့်နဲ့ရောက်ရှိလာကြောင်းဒေသခံများထံကနေသိရှိရပါတယ်။အင်အားအများအပြားနဲ့ဒုစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်အင်အားတရာခန့်သာကျန်ရှိပြီးလုံခင်ကြီးရွာအထိရောက်ရှိလာခြင်းဖြစ်ပါတယ်။ကာမိုင်းဘက်ကနေတက်လာတဲ့စစ်ကြောင်းရောက်လာတာပြောတယ်ခင်ဗျ။အင်အားတရာလောက်ရှိတယ်ရန်ချက်ယုံပဲရောက်လာတာလမ်းမှာလေရင်ပြစ်ကူနဲ့အာကိုတက်လာလို့ဒီလောက်ကြံတာနေမယ်လို့ကချင်စီရေးတရင်အရှိမြစ်ကပြောပါတယ်။လေပြင်း ဖန်ကားဆောင်ငင်းချန်တာယာကြီးရွာများမှဒေသခံများကို KIA ကစစ်ပေးရှောင်ကြရန်တတိပေးမှုများရှိကြောင်းသိရှိရပါတယ်။စစ်ကောင်စီဘက်မှအင်အားထက်တိုးပို့ဆောင်မှုများရှိနိုင်တယ်လို့ဖောက်ကန်ပြူဝါမှလက်နက်ကြီးရတန်ပစ်ခတ်မှုများပြုလုပ်လာနိုင်ကထိတွေ့တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် KIA ကစစ်ရှောင်ကြရန်အတိပေးခြင်းဖြစ်ကြောင်းတတင်းအရင်းမြစ်များကပြောဆိုပါတယ်။မေလ26ရက်နေ့နက်အစောပိုင်းမှာလုံခင်းမှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းလက်နက်ကြီးကုန်းကို KIA ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာငြိမ်းချမ်းရေးလမ်းကြောင်းမရွေးချယ်ပါကကြည်စံအသင့်ပဲလို့ပါကစ္စတန်ကိုအိန္ဒိယတတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအိန္ဒိယပါကစ္စတန်နိုင်ငံကငြိမ်းချမ်းရေးလမ်းကြောင်းကိုမရွေးချယ်ရင်တော့ကြည်စံကအစင်သင့်ပဲလို့အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီကပါကစ္စတန်ကိုမေလ26ရက်နေ့မှာပြင်းပြင်းထန်ထန်တတိပေးခဲ့ပါတယ် အနောက်ဂူဂျာရက်ပြည်နယ်မှာကျင်းပနေတဲ့အခမ်းအနားတစ်ခုမှာမိကုံးပြောကြရင်မိုရီယာစစ်သွေးကြွတွေအတွက်သူ့အစိုးရရဲ့လုံးဝတိမခံရင်မူဝါဒကိုထပ်လောင်းပြောကြခဲ့တာပါပါကစ္စတန်နိုင်ငံကိုအကြမ်းဖက်မှုယောဂါကနဲ့လွတ်မြောက်ဖို့ဆိုရင်ပြည်သူတွေကတက်တက်ကြွကြွရှိဖို့လိုပြီးလူငယ်တွေကလည်းရှစ်ဆက်လှမ်းဖို့လိုပါတယ် AACC နေပြီးကိုယ်ထမင်းကိုစားပါမဟုတ်ရင်တော့ကြီးစံပြင်ထားပြီးသားပဲလို့မိုရီကပြောသွားတာဖြစ်ပါတယ်အငင်းပွားဟိမဝန္တာနေပြီးကက်ရှမီးယားမှာ ဧပြီလ22ရက်နေ့ကစစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့်အိန္ဒိယခီးသွားအများစုအပါအဝင်လူ26ယောက်သေဆုံးခဲ့ပြီးမေလမှာအိန္ဒိယနဲ့ပါကစ္စတန်တို့အကြားတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပါတယ်ဒေလီကအကြမ်းဖက်သမားတွေရဲ့တပ်ဖြတ်မှုကိုအစ္စလာမဘက်ကကြောထောက်နောက်ခံပြုထားတယ်လို့အပြစ်တင်ခဲ့ပြီးအဲ့ဒီဆွဆွဲချက်ကိုပါကစ္စတန်ကညှင်းဆိုခဲ့ပါတယ်။မေလ10ရက်နေ့မှာအမေရိကန်ကအပြစ်ခတ်ရဲစင်းရေးကိုကြားဝင်စစ်ဆေးကြောင်းကြေညာပြီးနောက်တင်းမာမှုတွေပြည့်ရော့သွားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ